ားလုံးဝမင်္ဂလာပါရှင်ရောပိတာ channel မှာကြိုဆိုလိုက်ပါရယ်ဆရာတော်အရှင်သန္တာဓိကရွှေပါရမီတော်ရရဲ့ငြိမ်းအေးသောဘဝပိုင်ရှင်ဆိုတဲ့စာအုပ်လေးရဲ့ပိုင်းဆက်ကိုဆက်လက်ဖက်ပြပေးသွားမှာဖြစ်ပါရယ်ရှင်ငြိမ်းအေးသောဘဝပိုင်ရှင် အပိုင်း၄အတန်နဲ့အမှားနှောမာလာညံနဲ့စကားပြောမာလာငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက် နောက်ရည်သွေးတစ်ခုကတော့စကားကိုညံနဲ့ချင့်ချိန်စင်ကျင်ပြီးမှပြောဆိုခြင်း ်သို့မဟုတ်နှုတ်ဆောင်စည်းခြင်းဆိုတဲ့အရေးသွေးပါပဲစကားကိုညံနဲ့မစင်ခြင်းပဲပြောတတ်တဲ့သူနှုတ်မဆောင်စည်းတဲ့သူဟာစိတ်ရဲ့ငြိမ်းအေးမှုကိုဘယ်တော့မှမရနိုင်ပါဘူးဘာလို့လဲဆိုတော့နှုတ်မဆောင်စည်းပဲအစင်အကျင်မဲ့ပြောလိုက်တဲ့စကားတွေရဲ့နောက်ကွယ်မှာစိတ်ဆင်းရဲစရာ ပြဿနာတွေရှုပ်ထွေးစွာပါလာတတ်လို့ပါပဲစကားတခွန်ပြောတော့မယ်ဆိုရင်ပြောတဲ့မပြောတဲ့ညံနဲ့အရင်ဆုံးဖြတ်ပါပြီးရင်ပြောတဲ့နာကိုပဲပြောပါ ပြောတင်တာကိုလုံးဝမပြောပါနဲ့ပြောတင်တာကိုလည်းလိုအပ်သလောက်သာပြောပါလိုအပ်တဲ့အတိုင်းတာထက်ပိုပြီးမပြောပါနဲ့မလိုပဲစကားကြောရှည်တာဟာဂုဏ်ယူစရာမဟုတ်ပါဘူးအချိန်လဲကုန်လေလဲကုန်ပါတယ်အမားတွေလည်းပါလာတတ်ပါတယ်အချို့ကသတင်းချက်လက်လေးတခုရလိုက်ပြီးဆိုတာနဲ့ဘာမှစဉ်းစားမနေတော့ပဲချက်ချင်းဟိုလူပြောဒီလူပြောလုံးတတ်ကြတယ်လူကိုယ်တိုင်ပြောခွင့်မတိုင်ရင်ဖုန်းနဲ့ဆက်ပြောတတ်ကြတယ် ပြောဖို့လိုသလားမလိုဘူးလားဘာမှစင်ကြင်မနေတော့ဘူးအဲ့လိုလူတွေဟာအများအားဖြင့်ပြောဖို့မလိုတာတွေပဲပြောနေတတ်ကြတာပါဝမ်းမနိုင်လို့ပြစ်ခနဲ့ထွက်တတ်တာကိုမအောင်နိုင်ရင်တောင်မှပါဇက်မနိုင်လို့ထစ်ခနဲ့ထွက်တတ်တာကိုတော့တတိကြီးကြီးညံကြီးကြီးနဲ့ထိမ့်သိမ်းစောင့်စည်းနိုင်ရပါမယ်တချို့ကတို့ကမှန်တာပြောတာပဲတို့ကဟုတ်တာပြောတာပဲတို့ကပြုံးမွင်လင်းလင်းပြောတာပဲဆိုပြီးစကားကိုအထိတ်အကွတ်မရှိအဆောက်အစည်းအဆောက်မရှိ အစင်ကျင်မဲ့ဆွတ်ဆွတ်ပြောတတ်ကြပါတယ်။အဲ့လိုစိတ်မနိုင်နှင်းစွာဗျမ်းမာတာပြောတာကိုပဲတို့ကဘွင်းမွင်းသမားလို့တလွဲဂုံယူနေတတ်ကြပြန်ပါသေးတယ်။တကယ်တော့စကားကိုထိမ့်အဆောင်မရှိလွတ်ခနဲပြောတတ်တဲ့သူတွေဟာစိတ်တဲ့ပျော်ညံ့တဲ့သူစိတ်ထိမ့်ချုံနိုင်စွမ်းမရှိတဲ့သူစိတ်အည်သွေးညံ့ပြင်းတဲ့သူစိတ်တကောအားကင်းမဲ့တဲ့သူတွေပါပဲ။ကိုပြောလိုက်တဲ့စကားတခွန်းကြောင့်တစ်ဖက်သားရဲ့ဂုံတိတ်ခါထိခိုက်သွားမလားတစ်ဖက်သား အကျိုးပြည့်စည်သွားမလားတစ်ဖက်သားစိတ်ဆင်းရဲသွားမလားဆိုတာအမြဲတတိစင်ကျင်ရပါမယ်။သူကြိုက်ကြိုက်မကြိုက်ကြိုက်တို့ကတော့ကောင်းစီခြင်းလို့ပြောတာပြောရမှာပဲဆိုပြီး နေရာတကာပါဇက်အရသာမခံသင့်ပါဘူး။တစ်ဖက်သားကြိုက်ကြိုက်မကြိုက်ကြိုက်ကိုပြောလိုက်လို့တစ်ဖက်သားမှာတကယ်အကျိုးရှိသွားရင်တော့ချိန်နေချိန်ခါကြည့်ပြီးပြောရမှာပေါ့။ဒါပေမဲ့သူမကြိုက်တာပြောလိုက်လို့သူ့အတွက်လည်းဘာမှအကျိုးထူးမသွားဘူးဆိုရင်တော့ကောင်းစီခြင်းလို့ပြောတာပါဆိုပြီးနမီကောင်းယူမနေပါနဲ့ အလကားပါပဲဘသူကမှကျေးဇူးတင်နေမှာမဟုတ်ပါဘူးဒီနေရာမှာစကားပြောတိုင်းမြတ်စွာဘုရားရှင်ရဲ့သူကတဂုံတော်ကိုအမြဲတရိယာဖို့တိုက်တွန်းကြပါတယ်သူကတဂုံတော်ရဲ့အဓိပ္ပာယ်အများကြီးတဲကတစ်ခုကတော့ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားပါကောင်းသောစကားဆိုတာမှန်လဲမှန်အကျိုးလဲရှိတဲ့စကားကိုခေါ်ပါတယ်မှန်ကန်၍အကျိုးရှိသောစကားကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရားလို့ထက်ခါထက်ခါပွားများခြင်းနဲ့ ငါလဲမှန်တာပဲပြောမယ်မှန်တိုင်းမပြောဘူးအကျိုးရှိတာပဲပြောမယ်လို့နှလုံးသွင်းစင်ကြယ်နိုင်ခဲ့မယ်ဆိုရင်နှုတ်ကိုစောင့်စည်းတဲ့သူစကားကိုညံနဲ့ချင့်ချိန်စင်ကြင်ပြီးပြောတဲ့သူဖြစ်လာမှာမလွဲပါဘူးစကားတိုင်းမှာညံပါလာပြီဆိုရင်လိန်ညာတဲ့စကားတွေလည်းမပြောဖြစ်တော့ပါဘူးဂုံးတိုက်တဲ့စကားတွေလည်းမပြောဖြစ်တော့ပါဘူးကြမ်းတမ်းရိုင်းပြတဲ့စကားတွေလည်းမပြောဖြစ်တော့ပါဘူးအကျိုးမရှိတဲ့အနှစ်မဲ့စကားတွေလည်းမပြောဖြစ်တော့ပါဘူး စင်စင်ချင်းချင်းထိမ့်ထိမ့်တိမ့်တိမ့်ပြောတဲ့စကားတွေရဲ့နောက်ွယ်မှာစိတ်ဆင်းရဲစရာဘာမှပါမလာတော့တဲ့အတွက်စကားစင်ချင်းပြောသူဟာငြိမ်းဤသောဘဝပိုင်ရှင်ဖြစ်ရပါတယ်။ဘာစကားပဲဖြစ်ဖြစ် လူအမှပြောတာပဲကောင်းပါတယ်။လောလောဆယ်ပြောဖို့မလိုအပ်သေးရင်တစ်စက္ကန့်လေးပဲဖြစ်ဖြစ်၁မိနစ်လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ။နောက်တစ်နာရီမှပြောတဲ့နယ်စကားနောက်တစ်နာရီမှပြောပါ တတိယတုံးဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့နောက်တရက်မှပြောတင်တဲ့စကားနောက်တရက်မှပြောပါမိသွားမှဆိုလို့ဆိုပြီးဒီနေ့မပြောလိုက်ပါနဲ့ကို့အတွက်လည်းဘာမှအကျိုးမရှိသူ့အတွက်လည်းထိခိုက်နစ်နာစေမဲ့စကားမျိုးဆိုရင်မှန်နေတောင်မှ လုံးဝမပြောပါနဲ့လောက်ကြံပြီးပြောဖို့ကတော့စိတ်ကူးတဲ့တောင်မထည့်ပါနဲ့စိတ်ကလေးတိတ်အဝေးမသွားပါနဲ့ရည်ရသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်အရေးသွေးတစ်ခုကတော့စိတ်ပြန့်လွင့်မှုကင်းရှင်းခြင်းသို့မဟုတ် အတွေးမများခြင်းဆိုတဲ့ရည်အသွေးပါပဲစိတ်ပြက်လွင့်နေဆိုတာတကယ်တော့ပူလောင်တဲ့သဘောပါပဲဟိုအကြောင်းတွေးလိုက်ဒီအကြောင်းတွေးလိုက် တွေးနေရတာတကယ်တော့ပင်ပန်းပါတယ်ပူလောင်ပါတယ်လူတွေဟာအများအပြားအတွေးနဲ့အဖော်လုပ်ပြီးနေတတ်ကြပါတယ်မအားပါဘူးမအားပါဘူးလို့ပြောနေပေမဲ့အတွေးတွေကတော့တစ်ခုပြီးတစ်ခုတစ်မျိုးပြီးတစ်မျိုးဝင်နေကြတာပဲမားတဲ့ဂျားကအလုတ်လုံနေတဲ့ဂျားကတွေးပြအောင်တော့တွေးနေကြတာပဲ အခုတရားနာနေရင်းနဲ့တောင်မှတာမန်ကြီးလိုက်ရင်တရားနာတဲ့အလုပ်ကိုလုပ်နေတယ်ဆိုပေမဲ့တချို့ပုံကိုများတရားထဲမှာစိတ်မရောက်ဘဲနဲ့အိမ်ကြောင်းတွေးခြင်းလဲတွေးနေမှာပဲအလုပ်ကြောင်းတွေးခြင်းလဲတွေးနေမှာပဲတခုခုကို တွေးမိကောင်းတွေးမိနေမယ်တမာရီမရှိဘူးဆိုရင်ပေါ့လူများစုဟာဘယ်အလုပ်ကိုလုပ်နေပါတယ်လို့လက်စုပ်လက်ကင်ပြစီရအလုပ်တခုခုရှိပေမဲ့စိတ်ကတော့ဒီအလုပ်ထဲမှာအပြည့်အဝကြီးမရောက်ဘဲအတွေးတခုခုသို့မဟုတ် အတွေးများစွာဆီမှာရောက်နေတတ်ကြပါတယ်။ခမင်းစားနေသူတယောက်ဟာစားတဲ့အထဲမှာကြီးပဲစိတ်အပြေးဝရောက်နေတယ်ရဲ့လို့မရှိပါဘူး။သတိပဋ္ဌာန်အမှတ်နဲ့စားနေတဲ့ပုံကူကတော့စားတဲ့အထဲမှာစိတ်အပြေးဝရောက်နေမယ်။အမှတ်သတိမပါဘဲစားနေတဲ့သူကတော့ခမင်းစားတဲ့အလုပ်ကိုလုပ်နေရင်းနဲ့လေအเจ้าတစ်ခုခုအเจ้าညာတစ်ခုခုအဖြစ်ပြက်တစ်ခုခုကိုတွေးနေမှာပါပဲ။ဒါကြောင့်အတွေးတွေများပြီးစိတ်ပြန့်လွင့်ခြင်းမဖြစ်အောင် စိတ်ကိုဘာဝနာတစ်ခုခုနဲ့ထုံမွှန်းပြီးတော့ထားရမယ်။သတိပဋ္ဌာန်တရားနဲ့မှမဟုတ်ပါဘူး။ဖျားကုံတော်ပွားခြင်း၊မေတ္တာပွားခြင်းတို့နဲ့လည်းထုံမွှန်းထားလို့ရပါတယ်။ဖျားကုံတော်ရဲ့မေတ္တာရဲ့သတိပဋ္ဌာန်ရဲ့ဒီ၃မျိုးကို အနှင်းသင့်တယ်လို့လှည့်ပတ်ပြီးတော့ပွားများနေရင်မိမိရဲ့စိတ်ဟာပြန့်လွင့်ခြင်းနဲသွားမှာပါ။အလိုအပ်တဲ့အတွေးတွေဝင်လာမှာမဟုတ်တော့ပါဘူး။တခါတည်းရံမှာဖျားကုံတော်လေးပွားလို့ပွားတဲ့အခါမှာလည်း အရဟံသမ္မာသမ္ဗုဒ္ဓောစတဲ့ပါဠိတွေကြီးရွတ်နေတာမျိုးမဟုတ်ပဲမြမလိုအဓိပ္ပာယ်လေးကိုစင်ကျင်ပြီးတော့ပွားလို့ဗဇက်ကရွတ်ဖို့မလိုပါဘူးစိတ်ထဲကနေအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားမှာ လောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးကိလေသာတွေကင်းစင်နေလိုက်တာစသည်အဖြစ်ပေါ့အလုပ်တစ်ခုခုလုပ်နေရင်းနဲ့မလိုအပ်တဲ့အတွေးတွေတောင်မှတွေးလို့ရနေသေးတာပဲဖျားကုံတော်ကိုလည်းတွေးလို့ရပါတယ်တခါတည်းမှာ မေတ္တာဘာဝနာလေးပွားလို့တတဝါအားလုံးချမ်းသာကြပါစေ စိတ်ထဲကနေမေတ္တာပို့ယုံပါခါဒီယံနှာသီးဝမှာတတိလေးကပ်ပြီးတော့တခြားအလုပ်တစ်ခုခုကို လုပ်နေရင်းနဲ့ပဲနှာသီးဝလေထိတဲ့နေရာမှာတတိလေးကပ်ပြီးတော့လေဝင်လေထွက်ရှုမှတ်လို့လေကိုတတိထားပြီးရှုလို့ဝင်းနယ်ထွက်တယ်လို့မှတ်ခွင့်သားရင်မှတ်လို့မှတ်ခွင့်မသားရင်လဲဝင်းနယ်ထွက်တယ်အထူးမမှတ်ပေမဲ့လေထိတဲ့နေရာမှာသတိလေးကပ်ပြီးတော့ လေကိုပြပြဝဝကြီးရှူသွင်းရှူထုတ်လို့ကိုအပြုအမူမှန်သမျှစိတ်အခြေအနေမှန်သမျှကိုဖြစ်နေတဲ့အတိုင်းသွားသွားတယ်တွေးတွေးတယ်ရှူမှတ်လို့အဲ့လိုအလေအကျင့်လောက်သွားမယ်ဆိုရင် စိတ်ပြတ်လွင်ခြင်းနည်းသွားမှာပါပဲမိမိရဲ့စိတ်ကိုဘာဝနာတစ်ခုခုနဲ့ထုံမွမထားသမျှတော့စိတ်ပြတ်လွင်ခြင်းကင်းတဲ့အခြေအနေမျိုးကိုဘလို့နီးနေမှမရနိုင်ပါဘူးတရားဘာဝနာကင်းမဲ့နေတဲ့စိတ်ဟာ အတွေးတွေရဲ့လွှမ်းမိုးနှိပ်စက်မှုကိုအမြဲတစေခံနေရမှာပါပဲဘာဝနာတစ်ခုခုနဲ့စိတ်ကိုထုံမွမ်းမထားတဲ့လူတယောက်ကစိတ်မပြန့်လွင့်ပါဘူးအတွေးမများပါဘူးလို့ပြောလာခဲ့ရင်အဲ့ဒီစကားဟာမသေးမချင်းရည်နေရမဲ့ထာဝရပြက်လုံးပဲဖြစ်မှာပါ ကိုယ်စိတ်ကိုဘာဝနာတစ်ခုခုနဲ့ထုံမွမ်းထားနိုင်တဲ့အတွက်ကြောင့်စိတ်ပြန့်လွင့်ခြင်းကင်းသွားပြီးအတွေးတွေရှင်းသွားပြီးဆိုရင်ငြိမ်းရေသောဘဝပိုင်ရှင်ဖြစ်ပါပြီ ဘလောက်အလုံးရှုပ်ရှုပ်တွေးဖို့တော့အချိန်ရတာကြီးပါပဲစိတ်အာယုံ အပြည့်စူးစိုက်ရတဲ့အလုံးချိုးကလွဲရင်ဘာအလုံးပဲလုံလုံလုံနေရင် တွေးလို့ရနေပါတယ်အရေးမြအဖက်မြအတွေးတွေတွေးရင်ချိန်ကုန်မဲ့အစားဘာဝနာတစ်ခုခုနဲ့စိတ်ကိုထုံမွန်းထားလိုက်မယ်ဆိုရင်မလိုတဲ့အတွေးတွေလည်းမတွေးဖြစ်တော့သလိုစိတ်ကြည်လင်အေးချမ်းမှုနဲ့လည်းအမြဲထာဝရပြည့်စုံနေမှာပါအတွေ့တွေအလုံးဟာအငွေ့တွေကြီးပါပဲလား ရည်ရည်သောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်ရည်သွေးတစ်ခုကတော့အတွေ့အကြုံအားလုံးရဲ့အနှစ်မဲ့အငွေ့သဘောကိုသိမြင်ခြင်းဆိုတဲ့အရည်အသွေးပါပဲ။စာတန်အတိုင်းပြောရရင်တော့အတွေ့အကြုံအားလုံးရဲ့ကင်းစိတ်ခြင်းသဘောကိုသိမြင်ခြင်းဆိုတဲ့အရည်အသွေးပါပဲ။အတွေ့ဆိုလို့ကိုယ်ကာယနဲ့ထိစရာနဲ့တွေ့တဲ့အတွေ့အမျိုးတည်းကိုသာဆိုလိုတာမဟုတ်ပါဘူး။အတွေ့က6မျိုးရှိပါတယ်။မျက်စိနဲ့အစင်းနဲ့တွေ့တဲ့အတွေ့နားနဲ့အသံနဲ့တွေ့တဲ့အတွေ့ နှာခေါင်းနဲ့အနံ့နဲ့တွေ့တဲ့အတွေ့ရှာနဲ့ရတာနဲ့တွေ့တဲ့အတွေ့ကိုနဲ့ထိစရာနဲ့တွေ့တဲ့အတွေ့စိတ်နဲ့တွေးစရာနဲ့တွေ့တဲ့အတွေ့လို့အတွေ့၆မျိုးရှိပါတယ်အတူချုပ်ပြောရရင်တော့မြင်တွေ့ကြားတွေ့နံတွေ့စားတွေ့ထိတွေ့တိတွေ့တွေပါပဲအဲ့ဒီအတွေ့တွေအားလုံးဟာ အနစ်မဲ့တဲ့အငွေ့သဘောတသက်မျှတာပါလားဆိုတဲ့အသိမျိုးရအောင်စူးစမ်းရပါမယ်စာအတိုင်းပြောရရင်တော့ အဲ့ဒီအတွေ့တွေအားလုံးရဲ့ကင်းစိတ်ခြင်းသဘောကိုသိမြင်အောင်ကြိုးစားရပါမယ်။ကင်းစိတ်ခြင်းသဘောဆိုတာကတော့မြဲတဲ့သဘောမှကင်းစိတ်ခြင်း၊ကောင်းတဲ့သဘောမှကင်းစိတ်ခြင်းနဲ့ပိုင်တဲ့သဘောမှကင်းစိတ်ခြင်းဆိုတဲ့ကင်းစိတ်ခြင်းသဘော၃မျိုးကိုပြောတာပါ။မြင်တွေ့ဆိုတဲ့အတွေ့အကြုံကို နမူနာကြည့်ကြရအောင်။မျက်စိနဲ့အစင်းအာယုံတစ်ခုခုထိတွေ့တဲ့မြင်တွေ့အခိုက်မှာ မြင်နေမြင်နေလို့အဆက်မပြတ်ရှုမှတ်နေမယ်ဆိုရင်ပထမအဆင့်အနေနဲ့ရုပ်နာမျှသာရှိပါလားဆိုတာဝဲဝဲပြပြသိလာပါလိမ့်မယ်ရှုနေတာကမြင်နေမြင်နေသိသွားတာက ရုံနေနံမြင်နေဆိုတဲ့ရှုမှတ်ချက်ထဲမှာမြင်တတ်တဲ့မျက်စိရဲ့မြင်စရာအစင်းရဲ့မြင်သိစိတ်ရဲ့ရှုမှတ်စိတ်ရဲ့ဒါတွေပဲထင်ရှားနေပါတယ်မြင်တတ်တဲ့မျက်စိနဲ့မြင်စရာအစင်းက ရုပ်တရားမြင်သိစိတ်နဲ့ရှုမှတ်စိတ်ကနံတရား။အော်ရုပ်နဲ့မျှတာရှိပါလားလို့အလိုလို꽌ပြားထင်ရှားသွားပါတယ်။ရှုနေရမှာကတော့မြင်နေမြင်နေပါပဲ။တတိတမာတိဉာဏ်အားတိုးတက်လာရင်တော့ဒုတိယအစအနေနဲ့အဲ့ဒီရုပ်နံတွေရဲ့ဖြစ်ပျက်သဘောကိုသိမြင်လာပါလိမ့်မယ်။မြင်နေမြင်နေလို့ရှုမှတ်နေရင်းနဲ့ပဲမြင်လိုက်ပြောက်လိုက်မြင်လိုက်ပြောက်လိုက် ချစ်ပြက်နေတာကိုအလိုလို တွေ့မြင်လာပါတယ်။မြင်သည့်ပြက် မြင်သည့်ပြက်တွေကိုဆက်ကာဆက်ကာတွေ့မြင်လာရတော့ချက်ချင်းချက်ချင်းပျောက်ပျောက်သွားလို့မမြဲပါလားအနေစာဖြစ်ချင်းပြက်ချင်းရဲ့အမြဲမပြက်နှိမ့်ဆက်မှုဓာန်ကိုခံနေရလို့နှစ်သက်စရာ အားကိုးစရာမရှိပါလားဘာမှမကောင်းပါလားဒုက္ခသူ့သဘောသူဆောင်ပြီးဖြစ်ပြက်နေလို့မဖြစ်အောင်မပြက်အောင် တားဆီးမရပါလား ကိုဆိုးကိုပိုင်အတ္တကောင်မဟုတ်တဲ့သဘောတရားတသက်မျှတာပါလားအနတ္တအနိစ္စဒုက္ခအနတ္တသဘောတရားတွေကိုရှင်းငနေလင်းငနေသိသွားပါတယ်မမြဲတဲ့သဘောအနိစ္စကိုသိမြင်တာဟာမြဲတဲ့သဘောမှ ကင်းစိတ်ခြင်းမြဲတဲ့သဘောနဲ့မယောနှောခြင်းကိုသိမြင်တာပါပဲမကောင်းတဲ့သဘောဒုက္ခကိုသိမြင်တာဟာ ကောင်းတဲ့သဘောမှ ကင်းစိတ်ခြင်း ကောင်းတဲ့သဘောနဲ့မယောနှောခြင်းကိုသိမြင်တာပါပဲမပိုင်တဲ့သဘောအနတ္တကိုသိမြင်တာဟာပိုင်တဲ့သဘောမှကင်းစိတ်ခြင်းပိုင်တဲ့သဘောနဲ့မယောနှောခြင်းကိုသိမြင်တာပါပဲမြင်ချင်းဆိုင်ရာ အတွေ့ရဲ့ကင်းစိတ်ခြင်းသဘောတွေကိုမြင်တွေ့ခိုက်မှလက်ငင်းပစ္စုပန်ကြကြချုမှတ်ရင် တွေ့မြင်နိုင်သလိုကြားချင်းဆိုင်ရာ အတွေ့နံချင်းဆိုင်ရာအတွေ့စားချင်းဆိုင်ရာအတွေ့ထီချင်းဆိုင်ရာအတွေ့ ိခြင်းဆိုင်ရာအတွေ့တွေရဲ့ကင်းစိတ်ခြင်းသဘောတွေကိုလည်းကြားတွေ့နံတွေ့စားတွေ့ထိတွေ့တိတွေ့အခိုက်မှာလက်ငင်းပစ္စုပ္ပန်ကြကြရှုမှတ်သွားရင် တွေ့မြင်နိုင်တာပါပဲအတွေ့အလုံးရဲ့ကင်းစိတ်ခြင်းသဘောတိမြင်တာကိုပဲအငွေ့သဘောတိမြင်တယ်လို့ဆိုရပါတယ်အခိုးငွေ့ဟာအဆိုင်ခဲတွေလိုလက်စုပ်လက်ကင်တိမ့်ပိုက်ထားလို့မရတယ်လို့ပဲမမြဲတဲ့မကောင်းတဲ့မပိုင်တဲ့အရာတွေကိုလည်း ညဲတဲ့ကောင်းတဲ့ပိုင်တဲ့အရာတွေအဖြစ်စုတ်ကိုင်းသိမ့်ပိုက်သွားလို့မရပါဘူး။ဒါကြောင့်မမြဲတဲ့သဘောတသက် မကောင်းတဲ့သဘောတသက်မပိုင်တဲ့သဘောတသက်မျှတာဖြစ်တဲ့အတွေ့အာလုံးဟာတကယ်တော့အငွေ့တွေကြီးပါပဲ။အငွေ့ကိုအငွေ့မှန်သိသွားတဲ့သူဟာဘယ်အတွေ့ကိုမှမตายရတော့ပါဘူး။အတွေ့အာလုံးကိုဆွတ်လွတ်နိုင်သွားတဲ့အတွက် အတွေ့တွေကပေးတဲ့လောဘအပူဒေါသအပူ ကိလေသာအပူတွေလည်းအကုန်လုံးငြိမ်းအေးသွားပါတယ်။မြင်ခိုက်ကြားခိုက်နံခိုက်စားခိုက်ထိခိုက်တိခိုက်မှာမြင်နေကြားတယ်နံနေစားတယ်ထိတယ်တိတယ်လို့ပစ္စုပန်ကြကြရိုးရိုးရှင်းရှင်းလေးသတိတင်ဉာဏ်ဝင်နိုင်တဲ့အတွက်ကြောင့်အတွေ့အလုံးရဲ့အငွေ့သဘောကို သိမြင်သွားပြီးဆိုရင်တော့လောဘအပူဒေါသအပူနဲ့ကိလေသာအပူတွေအလုံးကင်းဝေးလင့်စင်သွားပြီးမို့ ငိမ့်အေးသောဘဝပိုင်ရှင်ဖြစ်သွားပါပြီ။တရားရှင်ဆိုတာတွွန်မီဆုတ်တဲ့တွွန်ဆုတ်သူဖြစ်ရမယ်။ငိမ့်အေးသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက် နောက်အရေးသွေးတစ်ခုကတော့ကိလေသာအရင်းခံတဲ့ကိစ္စတွေကိလေသာဖြစ်ပွားမဲ့ကိစ္စတွေမှာတွွန်ဆုတ်နေခြင်းသို့မဟုတ်ကိလေသာစိတ်တွန့်ဆုတ်ခြင်းဆိုတဲ့ရည်သွေးပါပဲကုသိုလ်ရေးရာတွေသူတော်ကောင်းတရားတွေမှ တွန့်ဆုတ်တာကိုတော့ ထိနာမိတ်တာလို့ခေါ်ပါတယ်အဲ့လိုတွန့်ဆုတ်ခြင်းမျိုးကိုတော့အလိုမရှိအပ်ပါဘူးကိလေသာရေးရာတွေမှာတွန့်ဆုတ်ခြင်းကိလေသာဖြစ်ပွားရမယ့်ကိစ္စတွေမှာတွန့်ဆုတ်ခြင်းကိုတော့အလိုရှိအပ်ပါတယ်ရာဂဖြစ်စရာအာယုံနဲ့ကြုံပေမဲ့ရာဂဖြစ်ရမှာတွန့်ဆုတ်နေရမယ်ရာဂဖြစ်ရမှာ ဝင်လေးနေရမယ်ရာဂဖြစ်ရမှာကိုချက်နေရမယ်ဒေါသဖြစ်စရာအာယုံနဲ့ကြုံရင်လေဒေါသဖြစ်ရမှာတွန့်ဆုတ်နေရမယ်ဒေါသဖြစ်ရမှာ ဝင်လေးနေရမယ်။ဒေါသဖြစ်ရမှာကို ရှက်နေရမယ်။အဲ့လိုကိလေသာဖြစ်ရမှာကို တွန့်ဆုတ်နေခြင်းဟာရင်းရသောဘဝပိုင်ရှင်သူတော်ကောင်းတွေရဲ့ဂုဏ်အရေးချင်းတစ်ရပ်ပါပဲ။လောကနေပယ်မှာတော့ရာဂဖြစ်စရာအာယုံနဲ့ကြုံလို့ ရာဂဖြစ်တဲ့ပုံကိုရာဂကိုအခြေခံပြီးတော့သူများမလုံနိုင်တဲ့အလုတ်အင်မတန်ခက်ခဲတဲ့အလုတ်လုံနိုင်တဲ့ပုံကို လူစွမ်းကောင်းလို့ချီးမွမ်းကြပါတယ်ဓမ္မနယ်ပယ်ကတော့ ဘာကအလိုလိုက်သူကိုမချီးမွမ်းပါဘူးဒါလူစွမ်းကောင်းမဟုတ်ဘူးလူဖြင်းနူးညံ့မယ်လို့ကဲ့ရဲ့ခြုံချကြပါတယ်ဒေါသကိုအခြေခံပြီးတော့တိုက်ပွဲတွေကိုနိုင်အောင်တိုက်ခိုက်နိုင်တယ်နိုင်ငံတွေကိုရအောင်သိမ့်ပိုက်နိုင်တယ်ဆိုရင်လောကနယ်ပယ်ကလူစွမ်းကောင်းလို့ချီးမွမ်းကြတယ်ဓမ္မနယ်ပယ်ကတော့ဒေါသရဲ့နောက်ကိုဒေါသရဲ့အလိုကိုလိုက်တဲ့အတွက်အဲ့ဒါလူစွမ်းကောင်းမဟုတ်ဘူးလူဖြင်းနူးညံ့မယ်လို့သတ်မှတ်ပါတယ်လောကနယ်ပယ်နဲ့ ဓမ္မနယ်ပယ်ရဲ့သတ်မှတ်ချက်ကတော့ကြောချင်းကပ်ပြေးနေသလို ဖြောင်ဖြောင်ဆန့်ကျင်ဘက်ပါပဲလောကနယ်ပယ်ကကိလေသာရင်ခံတဲ့လုပ်ငန်းကိစ္စတွေကိုပြောင်ပြောင်မြောက်မြောက်ဆောင်ရွက်နိုင်ရင် လူစွမ်းကောင်းလို့သတ်မှတ်ပါတယ်ဓမ္မနယ်ပယ်ကတော့ကိလေသာရင်ခံတဲ့လုပ်ငန်းကိစ္စတွေကိုတွန့်တွန့်ဆုတ်ဆုတ်ရှောင်ကွင်းနိုင်မှလူစွမ်းကောင်းလို့သတ်မှတ်ပါတယ်တွန့်တွန့်ဆုတ်ဆုတ်ရှောင်ကွင်းနေဆိုလို့ မရှောင်ကျင်ရှောင်ကျင်နဲ့ရှောင်ကွင်းနယ်လို့တလွဲမယူစပါနဲ့ကိလေသာဖြစ်မဲ့ကိစ္စတွေကို သို့မဟုတ်ဖြစ်ပေါ်လာမဲ့ကိလေသာတွေကိုယွန်းရှာတဲ့စိတ်တွန့်ဆုတ်တဲ့စိတ်နဲ့လိုလိုလားလားကြီးနောက်ဆုတ်ပြီးရှောင်ကွင်းနယ်လို့ဆိုလိုပါတယ်ကိလေသာကိစ္စတွေမှာ လူတွေနောက်မဆုတ်နိုင်ကြတာဟာဖြစ်ပွားလာမဲ့ကိလေသာတွေကိုမယွန်းရှာလို့မတွန့်သေးလို့ပါမတွန့်ရင်မဆုတ်ပါဘူးတွန့်မှဆုတ်ပါတယ် ကိလေသာဖြစ်ရမှာရှက်တာဟာတွန်တာပါကိလေသာကိစ္စမလုပ်တာဟာစုတ်တာပါကိလေသာနဲ့ပတ်သက်လာရင်တွန်ဆုံမှသူတော်ကောင်းဖြစ်ပါတယ်မတွန်ဆုံရင်သူတော်ကောင်းမဖြစ်သေးပါဘူးလူတယောက်တရားရှိမရှိတရားရမရကိုသူ့ရဲ့ကိလေသာတွန်ဆုံမှုရှိမရှိနဲ့တိုင်းတာကြည့်လို့ရပါတယ်ကိလေသာနည်းနည်းတွန်ဆုံရင်တရားနည်းနည်းရှိပါပြီတရားနည်းနည်းရပါပြီကိလေသာများများတွန်ဆုံရင်တရားများများရှိပါပြီ တရားများများရပါပြီကိလေသာ လုံးဝတွန့်ဆုတ်ရင်တော့တရားလုံးဝရှိပါပြီတရားလုံးဝရပါပြီကိလေသာလုံးဝမတွန့်ဆုတ်သေးရင်တော့တရားလုံးဝမရှိသေးပါဘူးတရားလုံးဝမရသေးပါဘူးကိုယ့်ရဲ့တရားအစဉ်ကိုဘယ်ကမ္မထမ်းစရာကိုမှလိုက်မေးစရာမလိုပါဘူးကိုယ့်ရဲ့ကိလေသာ တွန့်ဆုတ်မှုအစဉ်နဲ့ပဲ ကိုယ်ပါတာကို တိုင်းတာဆုံးဖြတ်ကြည့်လို့ရပါတယ်။ရှိတာတကလည်းပြီးတရားအားထုတ်နေပေမဲ့ကိလေသာကိစ္စကြတော့လုံးဝမလျှော့ဘူးဆိုရင် ကိုယ်နှလုံးသားထဲဘာတရားမှမရောက်သေးဘူးလို့သာတေချာပေါက်ဆုံးဖြတ်လိုက်ပါတော့ဝိပဿနာအလုပ်ကိုတကယ်အားထုတ်လာလို့တကယ်တရားသိသွားပြီဆိုရင်ကိလေသာဖြစ်စရာကိစ္စတွေမှာအလိုလိုတွန့်ဆုတ်သွားတော့တာပါပဲ။ ုလုံးကตายာမိတဲ့အယုံတွေမှာလည်းမตายာတော့ပါဘူးလုံးဝမตายာတာမဟုတ်တော့မှ အရင်လောက်ထက်ထက်တန်တန်မဖြစ်တော့ဘူးအရင်ကဒေါသဖြစ်နေကြအယုံနဲ့ကြုံပင်မဲ့လေဒေါသကမဖြစ်တော့ဘူးလုံးဝမဖြစ်တာမဟုတ်တော့မှအရင်လောက်ထက်ထက်တန်တန်မဖြစ်တော့ဘူးလောကရေရာတွေလောကီအလုပ်တွေလည်းတိတ်ပြီးမလုပ်ချင်တော့ဘူးတချို့ဆိုလုံးဝမလုပ်ချင်တော့ဘူးငကိုတော့ကလောကီအလုပ်တွေကိုထက်ထက်တန်တန်နဲ့ အားရပါရလုပ်ခဲ့ပေမဲ့တရားတွေအားထုတ်လို့တရားတွေတည်သွားပြီတရားသဘောတွေမြင်သွားပြီဆိုတဲ့အခါလုံနေကြလောကီအလုပ်တွေကို မလုပ်ချင်တော့ဘူးအလုပ်တွေရှော့ပစ်လိုက်ပြီတချို့ဆိုရင်အလုပ်ကိုလုံးဝဆွန့်လွတ်လိုက်ပြီတချို့ဆိုရင်ငကိုကကိုသိတ်ဝါဒနာပါတဲ့အလုပ်ကိုသိတ်မြတ်နိုးတဲ့အလုပ်တွေကိုပါမငဲ့မကွက်ဆွန့်လွတ်နိုင်သွားပြီ တရားတကယ်အားထုတ်လို့တရားတကယ်သိသွားတဲ့တချင်းကြီးဆရာတယောက်တချင်းကြီးတဲ့အလုပ်ကိုလုံးဝဆွံ့လွတ်လိုက်တယ်။သူရေးခဲ့သမျှတချင်းတွေကရလာမဲ့အကျိုးမြတ်အားလုံးကိုလည်းလူမှုရေးအဖွဲ့အစည်းတစ်ခုကိုအပြီးအပြတ်လှူဒန်းလိုက်တယ်ဆိုတဲ့အကြောင်းကိုတော့တရားနာပရိသတ်များကြားလိုက်ကြရမှာပါ။တကယ်တရားအားထုတ်လို့တကယ်တရားသိသွားတဲ့သူတွေကကိလေသာတရားတွေလောကရေးရာတွေ စွမ်းနိုင်သမျှလျှော့ကြစွန့်ကြတာကိုပဲတချို့ကစိတ်တက်ကြသွားပြီလို့ယူဆကြပါတယ်။တရားကြခြင်းကြပါစိတ်တက်မကြပါနဲ့လို့ဆရာကြီးလေတန်နဲ့ကိလေသာရေးရာလောကရေးရာကိုအထင်ကြီးစွာပြောဆိုကြတာကိုလည်းကြားဘူးပါတယ်။တရားကြတာနဲ့စိတ်တက်ကြတာတခြားစီပါ။တရားကြတဲ့သူဝင်စားဝင်ပိတ်တရားသိတဲ့သူဟာဘယ်တော့မှစိတ်သက်မကြပါဘူးပိုပြီးတော့တောင်စိတ်သက်မြင့်လာပါသေးတယ် တရားကြလေစိတ်တက်မြင့်လေပါပဲစိတ်တက်ကြတယ်ဆိုတာတရားမသိသူ တရားမရှိသူတွေရဲ့အလုပ်ပါစိတ်ညစ်ခြင်းစိတ်ဆင်းရဲခြင်းစိတ်စောက်တရားမရခြင်းကိုရည်ညွှန်းတဲ့စိတ်တက်ကြခြင်းမျိုးတရားသည့်တရားရှိသူတရားကြသူရဲ့တဏ္ဏမှာလုံးဝမရှိပါဘူးကိလေသာရေးရာ လောကရေးရာတွေကိုစိတ်မဝင်စားခြင်းစိတ်ကုန်ခြင်းစိတ်ပြည့်ခြင်းကိုရည်ညွှန်းတဲ့စိတ်တက်ကြခြင်းမျိုးတော့တရားသည့် တရားရှိသူတရားကြသူရဲ့တဏ္ဏမှာတရားအတိုင်းတာအားလျော်စွာ ရှိပါတယ်။ဒါပေမဲ့ဒီလိုကိလေသာရေးလောကီရေးတွေမှာစိတ်ဓာတ်ကြခြင်းကတော့အစင့်မြင့်ထက်တန်းကြတဲ့စိတ်ဓာတ်ကြခြင်းဖျားယဟန်တာများရှင်းမွတ်တဲ့စိတ်ဓာတ်ကြခြင်းဖြစ်ပါတယ်။စိတ်ဓာတ်ကြခြင်းညီမြခြင်းကိလေသာစိတ်ဓာတ်ကြခြင်းညီမြခြင်းကိလေသာစိတ်မရှိခြင်းတရားတကယ်အားထုတ်လို့တရားတကယ်သိသွားတဲ့အတွက် ကိလေသာရေးရာလောကရေးရာတွေမှာတွန့်ဆုတ်သွားပြီးစိတ်တွန့်စွာနောက်ဆုတ်သွားပြီးဆိုရင်ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ပါပြီ။လောဘအပြစ်ကိုမမြင်လို့လောဘကို မတွန့်သေးရင်လောဘစိတ်လောဘအလောက်ကနေနောက်မဆုံနိုင်သေးပါဘူး။လောဘအကြောင်းကောင်းကောင်းသိပြီး လောဘကိုယွန်းရှာကြောက်ကျွန့်တွန့်သွားရင်တော့လောဘစိတ်လောဘအလောက်ကနေနောက်ဆုတ်နိုင်သွားပါပြီ။ကိလေသာအလုံးကိုတွန့်ပြီး ကိလေသာလုံအားလုံးကနေစုပ်နိုင်မှမြင့်မြတ်တဲ့တွန့်ဆုပ်သူဖြစ်ပြီးသူတော်ကောင်းတိသူတော်ကောင်းစည်ရင်ဝင်နိုင်ပါတယ်။ဟန်ဆောင်နာလူတိရင်အပူမိလိမ့်မယ်။ငြိမ်းသောဘဝပိုင်ရှင် ဖြစ်ဖို့အတွက်နောက်အည်အသွေးတစ်ခုကတော့ဟန်ဆောင်မှုကင်းခြင်းဆိုတဲ့အည်အသွေးပါပဲ။ကိုကို သူ့တပားတွေအထင်ကြီးအောင် မဟုတ်မမှန်လှုပ်ကြံလှုံ့ဆော်တာမျိုးအဲ့ အံ့ဖွယ်ထူးဆန်းတွေလိညာဖန်တီးပြပြီးနမဲကြီးလက်ပေါ်ပြိတ်သက်များအောင် အကွက်စင်နာမျိုး လုံးဝမပြူလို့ရပါဘူးအဲ့အရာဟာဟန်ဆောင်ခြင်းတွေပါပဲကို့မှာပစ္စည်းမရှိဘဲနဲ့ရှိသေးရောတရားမရှိဘဲနဲ့ရှိသေးရောဟန်ဆောင်တာတွေဟာတကယ်တော့ကို့စိတ်ကိုပူလောင်အောင် လုပ်နေတာပါပဲကို့စိတ်ကိုမီးရှို့နေတာပါပဲကို့မှာမရှိတာကိုအရှိလုပ်ပြီးဟန်ဆောင်နေတဲ့သူဟာဘယ်တော့မှအမှန်ပေါ်သွားမလဲဆိုတဲ့စိုးရိမ်မှုနဲ့ စိတ်မှာအမြဲပူလောင်ပင်ပန်းနေရပါတယ်။တကယ်လို့ အရှိဟန်ဆောင်ထားတဲ့မရှိတရားဘူးပေါ်တယ်လို့ပေါ်သွားပြီဆိုရင်တော့ဟန်ဆောင်ရတဲ့အရသာနဲ့မကမိတဲ့စိတ်ပူပန်ဆင်းရဲမှုတွေကိုတနှင့်တဘူကြီးခံစားရတော့မှာပါပဲ။ဟန်ဆောင်တာလူသိရင်အပူမိမှာတဘာဝပါပဲ။စိတ်မှာအပူမမိခြင်းရင် လူသိသိမသိသိဟန်မဆောင်ဖို့လိုအပ်ပါတယ်။တချို့က"အိုးစီးဥစ္စာများမလို့ခြင်းမဘူး။တနှင့်ပြတ်မဲ့ဟာတွေပဲ"လို့ ပြောလို့ရှိပါတယ်စိတ်ထဲကတကယ်လိုချင်ရက်သားနဲ့ကိုမရနိုင်တာတွေမို့မလိုချင်ပါဘူးပြောတာဟာဟန်ဆောင်ခြင်းပါပဲတကယ်ကိုမလိုချင်တော့လို့ပြောတာဆိုရင်တော့ချီးကျူးစရာပေါ့ဒကမကြီးတယောက်ကပြောဘူးတယ်တပည့်တော်မှနောက်တညံအတွက်အားထုတ်ရအောင်မဲတဲ့သူဆိုလိုတာကတောတာမတိညံတော့ရပြီးပြီတက္ကဒါကံမိမညံရအောင်ဆက်အားထုတ်ရအောင်မဲပေါ့ဒါပေမဲ့သူ့စိတ်ထဲနဲ့သူ့လောက်ရက်တွေလိလာကြည့်တော့ တောတာပံဂုံရီတွေတခုမှမတွေ့ရဘူးဒါဟာလေတရားနဲ့ပတ်သက်ပြီးဟန်ဆောင်ခြင်းပါပဲပစ္စည်းဥစ္စာ စိတ်နေစိတ်ထားတရားဘာနဲ့ပတ်သက်လို့မှဟန်မဆောင်ရင် အရှိကိုအရှိတိုင်းနေတတ်ရင်ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ပါပြီတောင်းတရင်ကြောင်းကြရမယ်ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်ရည်သွေးတစ်ခုကတော့တောင်းတမှုကင်းခြင်းဆိုတဲ့ရည်သွေးပါပဲ မတောင့်မတမကြောက်မကြဆိုတဲ့စကားကိုလူတွေပြောလို့ရှိပါတယ်ဟုတ်ပါတယ်မတောင့်တရင်မကြောက်ကြရတော့ပါဘူးတောင့်တရင်တော့ကြောက်ကြရမှာပါပဲတောင့်တမှုတိုင်းရဲ့နောက်မှာကြောက်ကြမှုတွေကပ်ပါနေတာဟာတဘာဝနိယာမပါပဲသူများစားတာမြင်သူ့လိုစားနိုင်ဖို့တောင့်တသူများဝတ်တာမြင်သူ့လိုဝတ်နိုင်ဖို့တောင့်တသူများနေတာမြင်သူ့လိုနေနိုင်ဖို့တောင့်တမြင်မြင်သမျှတောင့်တတော့အရင်အရင်မကကြောက်ကြရတော့တာပေါ့ ဒီဘဝအတွက်တောင်းတယုံနဲ့အားမရတော့နောက်ဘဝအတွက်ပါတောင်းတဒီတော့လေနောက်ဘဝတွေအတွက်ပါအခုဘဝကလေးကကြိုတင် ကြောင်းကြရတော့ဒါပြန်တာပါပဲကြောင်းကြဆိုတဲ့စကားထဲမှာပင်မန်းစွာရုံးကန်ရခြင်းရောပူလောင်စွာစင်းရဲရခြင်းရော ပါဝင်ပါတယ်တောင်းတမှုတွေများလို့ကြောင်းကြမှုတွေများနေရတဲ့ဘဝဟာဘယ်မှာငြိမ်းအေးသောဘဝဖြစ်ပါတော့မလဲလောကကြီးရာမှာတောင်းတမှုတွေကိုပယ်သက်သင့်ပေမဲ့ ဓမ္မရေးရာမှာတော့တရားတွေးဖို့တရားရဖို့တောင်းတမှုရှိရပါမယ်။ဒါပေမဲ့ဓမ္မရေးရာတောင်းတမှုတွေလည်းလွန်ကဲသွားရင်တော့မကောင်းပါဘူး။တရားလိုခြင်းနဲ့တောင်းတမှုဟာလွန်ကဲသွားရင်စန္ဒမဖြစ်တော့ဘဲရာဂဖြစ်သွားပါတယ်။တရားအထုတ်ချင်တာကတော့စန္ဒပါ။ကောင်းပါတယ်။တရားလုတ်ခွင်ထဲမှာတရားလိုခြင်းနေတာကတော့ရာဂပါ။မကောင်းပါဘူး။တရားမတက်အောင်နှောက်ရက်တက်ပါတယ်။ပစ္စုပန်ကြကြ ိုရှုရမယ့်အာယုံပေါ်မှာစိတ်မရောက်ဘဲဘာများဖြစ်မလဲဘာများတွေ့မလဲဘယ်တော့များတရားထူးရမလဲနဲ့တောင့်တနေတာဟာရာဂပါပဲကွင်းစာကွင်းပိတ်အဘိနတံစိတ်တံရာဂာနုပတိတံလောကရေးရမှာဖြစ်ဖြစ်ဓမ္မရေးရမှာဖြစ်ဖြစ် တောင့်တမှုကင်းကင်းနေနိုင်မယ်ဆိုရင်ចောင်းကြမှုရှင်းရှင်းဖြစ်သွားတဲ့အတွက်ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ပါပြီ။ ဟုတ်ကဲ့ပါရှင်စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရပ်နားလိုက်ပြရစီနော်နားဆင်အားပေးကြတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင် ကျမ်းမာဘေးကင်းကြပါစေ thank you